မြေဖြူကို chalk တန်လိုက်အိမ်မြောင်ကို compass ခဲဖြတ်ကို eraser ခဲချွန်ဆက်ကို pencil sharpener မင်္ဂလာပါဒီနေ့ရော classroom vocabularies စာသင်ခန်းထဲမှာရှိတဲ့အရာဝတ္ထုတွေကို english လို့လေ့လာကြမှာဖြစ်ပါတယ်ကျောင်းတက်တဲ့ကလေးတွေသို့မဟုတ်သင်တန်းတော့တက်တဲ့လူတွေအတွက်သိထားဖို့လိုအပ်တဲ့ဩဝါဒလေးဖြစ်မှာပါစာသင်ခန်းကိုတော့ classroom classroom ကလေးထိုင်တဲ့စာသင်ခုံတန်းတွေကိုတော့ rolls rolls စာသင်ခုံနှံများဆရာဆရာမအသုံးပြုတဲ့ဇပွဲသူ့မှာအန်စွဲရည်လည်းပါတတ်တယ်ပေါ့ဗျာအဲ့ဒါဟုတ်တော့ desk desk မြန်မာလိုငယ်တော်ကဆိုတော့ခုံဆောင်လို့ကျွန်တော်သိကြရတယ်ပေါ့ဗျာသူဆောင်းတာမဆောင်းတာအဓိကမကြောက်ပါဘူးဇပွဲထိုင်ခုံကို chair chair အများကြီးဆိုရင်တော့ chairs အခုခင်မိလာတဲ့အခါမှာတော့မသုံးတော့ပါမဲ့လေအရင်တော့သုံးခဲ့တဲ့အနက်ရောင်တင်ပုံးကြီးကိုတော့ blackboard blackboard ကျွန်တော်ငယ်တုန်းကကြားဘူးသလို blackboard မဟုတ်ပါဘူးသူက board မဟုတ်ပါဘူး board board ဆိုတာအပြားအချက်ကိုပြောတာပါယနေ့ခေတ်မှာတော့အဖြူရောင်တင်ပုံးကိုသုံးကြတယ်အဲ့ဒါကိုတော့ whiteboard whiteboard blackboard ပေါ်မှာစာရေးဖို့ရေးတဲ့မြေပြူကိုတော့ chalk chalk တတိထားပါသူ့မှာ l ပါပေမဲ့လည်းလာတာမထွက်ပါဘူး whiteboard ပေါ်မှာစာရေးတဲ့အရာကိုတော့ marker marker မြန်မာလိုလဲမာကာလိုပဲသုံးပါတယ်တကယ်တော့အမှတ်အသားလုပ်တဲ့အရာလို့ပြောလို့ရပါတယ်တင်မုံဖြတ်ကိုတာမန်ပြောရင်တော့ Dester Dester ကျွန်တော် whiteboard မှာလဲတင်မုံဖြတ်တွေပါလာတယ်အဲ့ဒါကိုလဲလွယ်လွယ်ပြောချင်တော့ a whiteboard Dester whiteboard Dester whiteboard ဖြတ်တဲ့အရာကို whiteboard eraser လို့လဲသုံးလို့ရပါတယ် whiteboard eraser သင်တန်းသုံးစာအုပ်ကို textbook textbook မဆူစာအုပ်ကိုတော့ notebook notebook တို့လည်းအမျိုးမျိုးပြောလို့ရတယ်မြင်းလေးတွေပါနေတဲ့မှတ်စုစာအုပ်ဆိုရင် ruled notebook မြင်းမပါဘူးလုံးဝအလွတ်ကြီးဆိုရင်တော့ blank notebook bobbin ကို pen တကယ်တော့ bobbin ဆိုတာလည်းမြန်မာစကားမဟုတ်ဘူးဗျ ball pen ဆိုတဲ့အင်္ဂလိပ်စကားလာတာဆိုတော့ pen တော့မဟုတ် ball pen တော်တချို့အထပ်ပြောသေးတယ် pen pen fountain လို့ပြောတယ် fountain မဟုတ်ပါဘူး fountain fountain pen ဒါလည်း ဘောပင်လို့ပြောလို့ရတယ်ဖန်လို့ပြောလို့ရတယ်ဒါပေမဲ့ကွာချတာက fountain pen တွေကလက်မှတ်ထိုးတဲ့ခါတွေမှာအဓိက သုံးတဲ့တမူထူးခြားတဲ့ဘောပင်တွေပေါ့ဗျာခဲတံကိုတော့တည်ယူတာဖြစ်မှာပါ pencil pencil မဟုတ်ပါဘူး pencil ခဲတံချွန်ဆက်ကို pencil sharpener pencil sharpener ခဲဖြတ်ကို eraser eraser ခဲဖြတ်ကိုနောက်တစ်မျိုးပြောချင်ရင် rubber rubber ကြောင်းသုံးလွယ်အိတ်ကိုတော့ school bag school bag တော့မဟုတ် backpack backpack ကျောပိုးအိပ်ပြောတာပါစာသင်ငန်းထဲမှာ나이ထားလေးရှိတယ်တိုင်ကက်나이လို့나이ရော clock clock စာသင်ငန်းထဲမှာမြေပုံလဲထားလေးရှိတယ်မြေပုံကို map map ကဘာလုံးလဲထားလေးရှိတယ်ကဘာလုံးကိုတော့ globe globe ခေတ္တနေဘောပင်ထည့်တဲ့အိတ်ကိုတော့ pencil case pencil case ပုံတွေဆွဲဖို့အယောင်ချေဖို့ရောင်းဆုံးမှဲ့နေရောင်းဆုံးမြည်မှုတွေကိုတော့ crayons crayons ရောင်းဆုံးခဲတံကိုတော့ colored pencils colored pencils တန်လိုက်အိမ်မြောင်ကို compass compass သူ့ကိုထောက်ချွန်းလို့ပြောလို့ရပါတယ်စက်ကူတွေစာအုပ်တွေညက်တဲ့ clip ကိုတော့အနည်းငယ်ဆိုရင် clip အများကြီးဆိုရင် clips နောက်တစ်မျိုးထပ်ပြောလို့ရတယ် paper clips အစက်ကူတွေညက်တဲ့ clip တွေပြောတာပါယနေ့ခေတ် စာသင်ငန်းတွေမှာဆိုရင်တော့နီးပညာတွေခင့်မိလာပြီဆိုရင်ကွန်ပျူတာတွေပါလာတတ်တယ်အဲ့တော့ကွန်ပျူတာကိုတော့ကွန်ပျူတာကွန်ပျူတာတော့မဟုတ်တူတူယောက်သုံးတဲ့ personal computer လို့လည်းခေါ်ရပေါ့ဗျာအဲ့ဒါကိုတော့ laptop laptop ကျွန်တော် laptop လည်းပြောကြတယ်ကွန်ပျူတာတွေသုံးတဲ့အခါမှာစာရိုက်တဲ့ keyboard လို့မြန်မာပြည်ပြောကြတယ် keyboard မဟုတ်ပါဘူး keyboard keyboard ကွန်ပျူတာသုံးတဲ့အခါမှာ mouse ကိုသုံးရတယ် mouse ကိုတော့ mouse ပါပဲ mouse ကျွတ်မဟုတ်ဘူးเนาะကျွတ်နဲ့တူလို့နေမယ်ဟုတ်ပါပြီဒီလောက်ဆိုရင် classroom vocabularies စာသင်ခန်းထဲကအရာဝတ္ထုပစ္စည်းတွေကို english လို့တော်တော်စုံစမ်းနေနေတည်တော်လောက်ပြီးလို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တာလေးရှိရင်လည်းကိုမမမေးလို့ရပါတယ်မမေးချင်လို့ကိုကိုတိုင်းသိထားတာလေးရှိလို့မျှော်ဝေချင်တယ်ဆိုလည်းကိုမမရေးပြီးမျှော်ပေးပါဦးဒီသင်ခန်းစာလေးကမေးစုတဲ့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်တခြားသူတွေအတွက်အကျိုးရှိမယ်ထင်ရင်လည်း like လုပ်ပြီး share ပေးဖို့တောင်းဆိုပါတယ်။တင်ကောင်းတစ်ခုပေးပါဦးမယ်။ဒီ2025ခုနှစ် February 10ရက်နေ့မှာအခြေခံအင်္ဂလိပ်စကားပဋိသင်္ဌာန်2တန်းဖွင့်ဖို့စီစဉ်ထားပါတယ်။ A1 class နဲ့ A2 class ကိုဖွင့်ပါမယ်။ Mystery နဲ့ကန့်ညီမဲ့တင်ဒန်းလေးတွေကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။တင်ဒန်းအကြောင်းအပြည့်အစုံကိုတော့ကျွန်တော် Facebook page မှာတင်ပြထားပြီးသားဖြစ်သလို chat box လို့ခေါ်တဲ့ CV မှာလည်းစကားလာပြောပြီးတော့မေးမြန်းနိုင်ပါတယ်။အဆုံးနဲ့ကြည့်ပြီးလို့ကျေးဇူးပါ